သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆာသတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုသုံးတိကြည့်ရှု နားဆင်ပေးဖို့မြတ်တရရခန့်အပ်ပါတယ်ခင်ဗျာကိုရကပရမအုပ်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အညူကြီးကိုအတွင်ခူပြောင်းရေးအစိုးရတရက်ဖြစ်နိုင်ငံရေးနဲ့စည်ရေးနောက်တစ်ဆင့်တက်ရန်ခေါင်းဆောင်များအလုံးသဘောတူညီတယ်လို့အညူကြီးဝင်ကြီးဒေါက်တာဇော်ဝေစိုးအတိပေးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် 2025ခုနှစ်အတွင်းမြို့သားညညွေအစိုးရအန်ညိုဂျီကိုအသွင်ခုပြောင်းရေးအစိုးရတရက်ဖြစ်နိုင်ငံရေးနဲ့စည်ရေနောက်တစ်ဆင့်တက်ရန်ဒိုင်းရင်သားနဲ့တော်လိုင်းရေးခေါင်းဆောင်များအားလုံးသဘောတူညီထားပြီးဖြစ်တယ်လို့ပြည်တွင်းကိုရောက်ရှိနေတဲ့အန်ညိုဂျီဝန်ကြီးဒေါက်တာစောဝေစိုးကအတည်ပြုပြောဆိုပါတယ်။ပုံမှန်အမြင်ထုတ်လွှင့်နေတဲ့ပြည်သူ့မှပြည်သူတို့အစီအစဉ်နဲ့တွဲဆုံမေးမြန်းကမ်းမှာအန်ညိုဂျီဝန်ကြီးဒေါက်တာစောဝေစိုးကခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ဒါပြင်အန်ညိုဂျီဝန်ကြီးဒေါက်တာစောဝေစိုးကဖြူပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဖြစ်အန်ယူဂျီယာယီသမရာကြီးရဲ့ညွန်ကြားချက်အရာပြည်တွင်းသို့အပြီးပြန်လဲရောက်ရှိခဲ့ကြောင်း အရင်နောက်သဆိုင်ရာတွေးတင်တွေးတိုက်တဲ့ဒိုင်းရင်သားခေါင်းဆောင်များအားလုံးနဲ့တွေးဆုံခဲ့ကြအောင်အဲလိုတွေးဆုံတဲ့နေရာမှာအန်ယူဂျီကိုအတွင်ကူပြောင်းရေးအစိုးရတရက်ဖြစ်နိုင်ငံရေးစီးရေးနောက်တဆင့်တက်ရန်ခေါင်းဆောင်များအားလုံးသဘောတူညီကြတယ်လို့ပြောဆိုပါတယ်2021ရဲ့အခြေအနေနဲ့2025ရဲ့အခြေအနေကမတူတော့ဘူးဆိုတာကိုတော်လိုင်းရေးခေါင်းဆောင်များအားလုံးနဲ့ပြောပြပါတယ်အဲဒီမတူတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီ2025မှာတကယ်တော့လက်ရှိဒေါ်လာရင်းမှာမြေနေရာတွေ directory တွေပိုင်ဆိုင်နေတယ်ဈေးရတိုင်းရာတွေလက်နက်အင်အားတွေလည်းပိုင်ဆိုင်နေတယ် နိုင်ငံရေးကလည်းဗီဒီယိုလူတို့တရလုံးကထောက်ခံနေတယ်။ဒေတာရန်သာခေါင်းဆောင်တွေတော်လန်ရေးခေါင်းဆောင်တွေကလည်းတော်လန်ရေးနောက်တစ်ဆင့်အားလုံးစူးစိကြရမယ်။ပေါင်းစည်းကြရမယ်။စူးစိကြရမယ်။ညီညွတ်ကြရမယ်။ပါဝင်ကြရမယ်။ပါဝင်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ဆိုနေပြပါတယ်။ဒါကြောင့်တကယ်တော့ဒီဒေါ်လန်ရေးရဲ့အနေထားက2021တုန်းကဖွဲ့စည်းခဲ့တဲ့အန်ယူဂျီကိုနောက်တစ်ဆင့်တက်ပြီး2025မှာအတွင်ကူပြောင်းရေးကာလအစိုးရတစ်ခုပေါ်ပေါက်လာဖို့အတွက်တကယ်တော့ဒေါ်လန်ရေးအင်အားစုများခေါင်းဆောင်များရဲ့ပခုံးပေါ်မှာရောင်းနေပြီဆိုတာကျွန်တော်တို့ဆိုနေပြပါတယ်။ နောက်ပြီးခေါင်းဆောင်တွေအားလုံးကလည်းသဘောတူပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေ2025မှာကျွန်တော်တို့ချင်းချင်းချားမှာဒွေးစည်းမှုညီညွတ်မှုနားလည်မှုတွေနဲ့2025မှာစည်ရင်းနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့အခုကျွန်တော်တို့ဆင်ထင်ဖြစ်နေတယ်လို့မြင်ပါတယ်။ကျွန်တော်ပြန်ရောက်ပြီးဇွန်လချက်တွေအရကျွန်တော်နားလည်ပါတယ်လို့ဒေါက်တာစောဝေစိုးကပြောပါတယ်။ဒါပြင်မြေပြင်မှာဒေါ်လိုင်းသမားများနဲ့အတူရှိနေခြင်းမှာလည်းဘီဒိုလူတို့ကလည်းဒေါ်လိုင်းရေးကိုဆက်လက်ပါဝင်နေဆဲဖြစ်ပြီးတော့ဘီဒီယာများကလည်းတက်ကြွနေဆဲဖြစ်ကြောင်းလက်ရှိမြေပြင်ချင်းတွေများအရဒေါ်လိုင်းရေးဟာလုံးဝအောင်မြင်လိမ့်မှာယုံကြည်ကြောင်းသူကဆက်ပြောပါတယ်။ အခုမြေပြင်မှာရရဲ့ဆက်ဆက်ခံစားနေရတဲ့ပြည်သူတွေစီရီယန်ဆရာရှာမတွေဂျမားရေဝန်ထမ်းတွေနဲ့တော်လိုင်းရင်သမားတွေနဲ့တူရှိကြနေရှိဖို့လဲလိုတယ်။ဒါကြောင့်လဲအန်ယူဂျီရဲ့ reform process တခုအနေနဲ့မြေပြင်ကိုရောက်လာတယ်။ပြောင်းအောင်လာတဲ့သဘောရှိပါတယ်။ဒီတော့ဒီမှာရောက်ရောက်ချင်းတော့ဘာတွေလောက်ရလဲဆိုတော့အခုအရင်ဆုံးတော့နိုင်ငံရေးသဘောအရဒိုင်းရင်သားဖွဲ့စည်းခေါင်းဆောင်တွေနဲ့တွေ့ရတယ်။ဒေါ်လိုင်းရေးဖွဲ့စည်းဦးဆောင်သူတွေနဲ့တွေ့ရတယ်။အခုကျွန်တော်တို့အားလုံးကိုတွေ့ပြီးပြီလို့ပြောရင်ရတယ်။တွေ့ပြီးတော့ကျွန်တော်တို့သူတို့တွေနဲ့တူတူနေတယ်။အတူတူစားတယ်။အတူတူနားတယ်။ အတူတူဆုံးနေကြတယ်။အချိန်ယူပြီးတော့ဆုံးနေကြတယ်။ formal informal ရင်းရင်းနှီးနှီးနဲ့ကိုတွဲဆုံဆုံးနေကြတယ်။လောက်ခွင့်ရတယ်၊လောက်ရတယ်။ဒါကတိတ်ကိုအရေးကြီးပါတယ်။ဒါကကျွန်တော်တို့ရဲ့တော်လိုင်းကာလာတွင်းမှာဒီကပထမဦးဆုံးချိန်လူကိုယ်တိုင်တွဲရတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်။တော်လိုင်းသမားတွေအများကြီးရှိတယ်။မြေပြင်တပ်မှုတွေအများကြီးရှိတယ်။သူတို့တွေနဲ့တွဲရဆုံရရင်းနှီးရအတူတူရင်ဆိုင်ရတဲ့ခြေနေတွေဟာတိတ်ကိုကောင်းပါတယ်။တော်လိုင်းရဲ့တွေအများကြီးအထောက်အကူဖြစ်မယ်လို့မြင်ပါတယ်။ဒါပြင်ပြန်ရောက်ပြီးဆုံးလို့တဲ့ချိန်မှာ မြေမြမာရှိတဲ့ပြည်သူတွေစီရီယန်တွေတတ်မှုတွေပီဒီအက်တွေနဲ့ကျွန်တော်တွေ့ပြပါတယ်ဒါကလည်းအရန်ကိုအားရှိပါတယ်ပြည်သူတွေကခူးတက်တီဒေါ်လာရေးကိုကူးကန်စေဒေါ်လာရေးနဲ့အတူတူရှိနေစေဖြစ်ပါတယ်ပီဒီအက်တွေကခူးတီတက်ကြွစေပြည်သူတွေနဲ့အတူရှိနေစေပါဒေါ်လာရေးနဲ့အတူရှိနေစေပါစီရီယန်တွေကပြည်သူနဲ့အတူဒေါ်လာရေးမှာရှိနေစေပါအားလုံးဒေါ်လာရေးအင်အားစုတွေကရေဝဲချက်တူဘန်းနိုင်တူခြေတက်နေစေဖြစ်တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်လည်းကျွန်တော်အားရှိပါတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့ဒီဒေါ်လာရေးအောင်မြင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြောချင်ပါတယ် ဘလောက်ပဲအခက်ခဲတွေရှိရှိဘလောက်ပဲပြင်မှန်ပြင်မှန်ဘလောက်ပဲတပတ်ကရက်ဆက်ရက်ဆက်အခုဒီစိန်ခေါ်မှုတွေအားလုံးကိုကြော်လွားပြီးတော်လိုင်းအောင်မြင်နိုင်မယ်လို့မြေရင်ရောက်တဲ့ချိန်မှာကျွန်တော်ပို့ပြီးတော့ယုံကြည်ပါတယ်လို့ပြောချင်ပါတယ်လို့ဒေါက်တာဇော်ဝေဆိုးကရှင်းပြပါတယ်လက်ရှိမှာအန်ယူဂျီဝန်ကြီးဒေါက်တာဇော်ဝေဆိုးဟာမြို့သားညီညွတ်ရေးအစိုးရယာယီသမ္မတဒိုဝါလက်ရှိလာရဲ့ညွန်ကြားချက်နဲ့အညီ2025ခုနှစ်နေဆာမိုင်းတွင်ဖိပမမြန်မာနိုင်ငံသို့အပြီးပြန့်လေရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ထိုင်းမြန်မာနယ်စပ်အနီးဒါလဲစေပြုတ်ဟာစကန်သိန်းတိုက်ပွဲမှာစကောင်းစီဒုတက်ရဲမှုနဲ့အဖွဲလုံမြောင်းနေတာကြောင့် KNU ကလိုက်ဖမ်းနေတာ။ဗိုလ်ကြီးပါဝင်စစ်သားကိုတည်ဆုံးပြီးလက်နက်ခဲယမ်းများရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ KNB နဲ့ထိုင်းမြန်မာနယ်စပ်အနီးဒါလဲစစ်တပ်ဖြူဟာစကန်သိန်းတိုက်ပွဲမှာအကြမ်းဖက်စကောင်းစီရဲ့ဒုတက်ရဲမှုလုံမြောင်းနေတာကြောင့် KNU ကလိုက်ဖမ်းနေပြီးအဲ့ဒီစကန်သိန်းတိုက်ပွဲမှာဗိုလ်ကြီးပါဝင်စစ်သားကိုတည်ဆုံးကလက်နက်ခဲယမ်းတွေလည်းရရှိထားတယ်လို့ KNU ဘိုးကတရင်ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့မေလ13ရက်နေ့ည9:00နာရီချိန် KNU အုပ်ချုပ်မှုနယ်မြေထိုင်းမြမနယ်စပ်အနီးအကြံဖက်စကောင်းစီတက်ရဲခါလာယာ24နဲ့မြောက်တက်အာမတ3တတတို့အခြေဆိုင်ထားတဲ့တညာချိုးတားလဲစစ်ပြူအားစကန်းကို KN မျိုးသားလုံမျိုးရေးတက်မတော် KN လေးနဲ့ KN မျိုးသားကားကိုရေးတက် KNDO တို့ကပြန်လဲတင်ပိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါစကန်းကိုတင်ပိုက်နေစဉ်အကြံဖက်စကောင်းစီတက်ရဲအမြောက်တက်မှဗိုလ်ကြီးတဦးပါဝင်ဂျမ်ဘက်စကောင်းစီတက်တာ9ဦးတည်ဆုံးခဲ့ပြီးလက်ရှိခါလာယာ24ရဲ့ဒုတက်ရဲမှုကထွက်ပြေးလုံမျိုးလေးရရှိတာကြောင့် ဒေါ်လာရင်းတက်များကထွက်ပြေးလုံးမြောက်သွားတဲ့စကောင်းစီတက်သားတွေကိုလိုက်လံဖမ်းဆီးလျက်ရှိတယ်လို့လည်းသိရပါတယ်။ဒါပြင် KNU ကပြန်လည်တင်ပိုက်ထားတဲ့တာလဲစကန်းဟာ1986ခုနှစ်မှာမြန်မာစစ်တပ်ကစတင်တိစောက်ခဲ့ပြီးတော့၎င်းတို့စတင်တိစောက်ခဲ့တဲ့အချိန်မှစပြီးအနီးဘက်ဝန်ကျင်မှာရှိတဲ့ဂျီဝါမြန်မာပြည်သူလူထုများအနေနဲ့လောလတ်စွာသွာလာလောက်ကန်ရှာပွေစားသောက်ခွင့်တွေဆုံးရှုံးခဲ့ရကြောင်းဒါကြောင့်အဲ့ဒီစကန်းကိုပြန်လည်တင်ပိုက်နိုင်ခဲ့တဲ့တို့ကအနီးနားမှာရှိတဲ့ဂျီဝါများအနေနဲ့မူလအခြေအနေများတိုင်းပြန်လည်လောက်ကန်ရှာပွေစားသောက်နိုင်တော့မှာဖြစ်တယ်လို့ KNU ဗဟိုကဆိုပါတယ် ဒါပြင်ဒီကနေ့မနက်ပိုင်းမှာတော့ကရန်ညုတ်တံများကထိုင်းနဲ့မြန်မာနယ်စပ်အနီး10ကီလိုမီတာကွာမှာရှိတဲ့မော်ဖိုးကေစစ်စခန်းကိုလည်းစတင်တိုက်ခိုက်လျက်ရှိပြီးဒေသနဲ့ပြည်သူ414ဦးထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ရုရှားနဲ့ယူကရိန်းဆုံတွဲပွဲကိုပူတင်မတက်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိတူရကီနိုင်ငံမှာယူကရိန်းနဲ့ဆုံတွဲမဲ့ရုရှားကိုယ်စားလှယ်အဖွဲ့မှရုရှားသမ္မတဗလာဒီမီယာပူတင်ပါဝင်မှာမဟုတ်ကြောင်းရုရှားကထုတ်ပြန်ခဲ့ပါတယ်။၃နှစ်ကြာကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတွဲဆောင်ဇွန်လပိုးကိုပူတင်ကစတင်အဆိုပြုခဲ့တာဖြစ်ပါတယ်။ထို့နောက်ယူကရိန်းတမရဗလိုဒီမီယာဇာလန်စကီးကဒူနဲပူတင်တို့မျက်နှာချင်းဆိုင်တွေးကြမယ်လို့တောင်းဆိုခဲ့ပါတယ်။ဒါပြင်တခြားအဆင့်အရာရှိတွေတွဲဆောင်မှုဟာဒီကိစ္စမှာကြီးကြီးမားမားတယောက်မှမဟုတ်ဘူးလို့ဇာလန်စကီးကဆိုထားပါတယ်။ဒီကနေ့မေလ15ရက်နေ့နှစ်ပတ်တွဲဆောင်မှုမှာတော့ရုရှားရဲ့တမရပူတင်ကိုယ်တိုင်ဈေးဝေးတက်မတက်ဆိုတာကိုရုရှားဘက်ကချက်ချင်းတိမပြုတ်ပဲရဲတော်ကြနှုတ်ဆက်နေခဲ့ပြီးတော့တွဲဆောင်ပွဲမှာတိုင်ခင်တရားချမှာပူတင်ပါဝင်မှာမှုံမဲကျင်ညာခဲ့တာဖြစ်ပါတယ်။ ဇာလန်စကီကတော့သူဟာတူရကီနိုင်ငံရဲ့အန်ကာရာမြို့တော်မှာဂျိုဆောင်နေမှာဖြစ်ပေမဲ့ဘူတင်နဲ့တွေ့ပြမယ်ဆိုမှသာအဲ့ဒီအစည်းအဝေးပြုလုပ်မယ်အစ္စတန်ဘူမျိုးစီသွားရောက်မှာလို့ပြောကြားထားပါတယ်။ဒါကြောင့်လည်းဇာလန်စကီလည်းဆိုနေပွဲကိုတက်ရောက်တော့မှာမဟုတ်ဘဲနဲ့လက်ရှိအန်ကာရာမှာပဲတူရကီတမရနဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်။ဒါပြင်ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲရဆိုင်ရေးအတွက်ဒွန်အားပေးနေတဲ့အမေရိကန်တမရဒေါ်နယ်ထရန့်ကနှစ်ဖက်ခေါင်းဆောင်တွေကိုတွေ့ဆုံစေတယ်လို့တိုက်တွန်းထားပေမဲ့တမရပူတင်ကတော့ဈေးဝေးမတက်ဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာယူကရိန်းနဲ့ဆွေးနွေးမယ်ရုရှားကိုယ်စားလှယ်ဘက်က ဓမ္မရရဲ့အကြံပေးအရာရှိတဦးဖြစ်သူဗလာဒီမီယာမီတင်စကီကဦးဆောင်မယ်လို့ကေမလင်နန်းတော်ကြီးညာချက်မှာဖော်ပြထားပါတယ်။ဒါပြင်ဆော့ပိုင်းမှာထရန့်ကသူကလည်းရုရှားနဲ့ယူကရိန်းဆုံနှွေးမှုစီစဉ်စီတွားရောက်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့မှတ်ချက်ပေးဖို့ပဲမယ်။အခုဆက်ဖြစ်နေတဲ့နှစ်နိုင်ငံရဲ့ဓမ္မရတွေရောက်မလာမဲ့ဈေးဝေးကိုသူလည်းမတော်ဖြစ်ဖို့တေချာသွားပါတယ်။ပူတင်နဲ့ဇာလန်စကီတို့ဟာစစ်ပွဲမတန်ခင်နှစ်နှစ်ကျော်လောက်က2019ခုနှစ်ဒီဇင်ဘာလမှနောက်ဆုံးချိန်မျက်နှာချင်းဆိုင်တွဲဆုံခဲ့ကြဖို့ပါတယ်။နိုင်ငံကိုယ်စားလှယ်ဖွဲ့တွေနောက်ဆုံးချိန်တိုက်ရိုက်ဆုံးရှုံးတာကတော့ ရုရှားရဲ့ချိုးချော့စင်စာတင်ပြီးတလားကြာ2022ခုနှစ်မတ်လမှာဖြစ်ပြီးတော့အစ္စတန်ဘူးမှာပဲတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။စစ်ပွဲရဲ့လက်ရှိအခြေအနေအရဒီခဲ့တဲ့တနေ့တာအတွင်းရုရှားကယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာထိန်းချုပ်နယ်မြေတစ်တီကိုတဖြည်းဖြည်းချင်းစီချဲတွင်တင်းယူထားနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အမေရိကန်သမ္မတနဲ့ကာတာဘီရင်တို့ဒေါ်လာထရီလီယံချီတဲ့ယင်းနှောင်းနှံမှုတွေလက်မှတ်ထိုးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိအမေရိကန်သမ္မတထရန့်နဲ့ကာတာဘီရင်ကာတာအမ်မာရှိတ် တာမင်ပင်အာမတ်အတာနေတို့ဟာ အမေရိကန်ဒေသမနက်ထရီလီယံတန်ဖိုးရှိတဲ့နိုင်ငံဆီးပွားရေးယင်းနှောင်းနှံမှုတွေကိုဒီကနေ့မေလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တယ်လို့အကြစီးရသတင်းတရမှာပေါ်ပြပါဗျာ။အဲဒီသဘောတူညီချက်တွေထဲမှာအမေရိကန်ဒေါ်လာ66ဘီလီယံတန်ဖိုးရှိတဲ့အမေရိကန်နိုင်ငံထုတ်ဘိုးရင်7 8 7နဲ့7778လေးရင်ဈေး230အထိကာတာလီချောင်းလင်းကဝယ်ယူရန်ပါဝင်ပါတယ်။ဒါပြင်ကာတာနိုင်ငံမှာရှိတဲ့ L2 Daily တဲ့စကန်နဲ့အခြားလေးချောင်းရန်ကာကွယ်ရေးစွမ်းရည်များမြင့်တင်ရန်အမေရိကန်ဒေါ်လာ38ဘီလီယံယင်းနှုန်းနဲ့မဲလို့လည်းသိရပါတယ်။ ဒမရာထွန်းဟာရှေးလက်ပိုင်းဆော်ဒီအာရေဗျားမှာထောက်ခွာလာပြီးတဲ့နောက်လက်ရှိမှာကာတာနိုင်ငံတို့ရောက်ရှိစဉ်အဆိုပါသဘောတူညီချက်တွေကိုကာတာဘီယင်းနဲ့လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပါတယ်။ဒါပြင်အမေရိကန်တူရကီနဲ့ဆီးရီးယားအရာရှိတွေပါဝင်တဲ့ဈေးဝယ်တစ်ခုလည်းပြုလုပ်ရန်ရှိပြီးအဲ့ဒီဈေးဝယ်မှာဆီးရီးယားပေါ်ချမှတ်ထားတဲ့ဘေးစိုးရေးယူမှုတွေရုပ်သိမ်းတဲ့အသေးစိတ်အချက်အလက်များဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာဒိုဟာမြို့ကိုရောက်နေတဲ့တမရာထွန်းကိုကာတာနိုင်ငံကတခန်းတနာကြိုးဆိုခဲ့ပြီးမြို့ထဲမှာရှိတဲ့မုံမြော့တိုက်စာအုပ်များကိုလည်း အမေရိကန်နိုင်ငံအလံအနီးအဖြူနဲ့အပြားရောက်မိခိုးများဖြင့်လှဆင်ထားတာကိုတွေ့ရပါတယ်။နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းတာကတော့အရင်မှာစိုးရိမ်နေလိုက်ဆိုတဲ့ဒေါ်လန်စာရေးဆရာတဦးရဲ့ရေးသားမှုကိုတင်ဆက်ပေးကြပါတယ်။အထူးစိုးရိမ်မိပါတယ်တို့အရေးပေါ်တကားပိတ်အစည်းအဝေးတို့အားလုံးတညီတညွတ်တဲ့ဖြစ်တင်ရှုံချတို့ချချင်းရရန်တောင်းဆိုတို့မဲခွဲဆုံးဖြတ်အတီးပြုတ်တို့စားတဲ့စားတဲ့တရင်တွေဟာကျုပ်တို့အတွက်ဟာတာကြီးတွေဖြစ်ခဲ့တာကြပြီ။အမေရိကန်တင်မောကြီးဘယ်နာရောက်နေပြီ။ဖြီးတင်စတင်မောအုပ်စုကြီးဘယ်ပင်လဲတဲ့ဝင်လာပြီ။ ်အာဒူဘီဝင်လာတော့မယ်နိုဖလိုင်းစုံကြီးတက်မှတ်မယ် UN ဆုံးဖြတ်ချက်ကြပြီဘာမာအက်အတီးပြုတ်ပြီအခုဘင်္ဂလားမှာအမေရိကန်စစ်တပ်ကလာပြီးတော့အေအေကိုထောက်ပံ့တော့မယ်တို့စားတဲ့စားတဲ့ဂျင်းတွေကလည်းပြည်သူတွေအတွက်ရင်ခုန်စရာမဖြစ်တော့တာကြာလာပြီပေါ့ဒီတော့အဲ့ဒီအစားအညာအင်းတို့အမျိုးသင်းကပြန်လာတဲ့ PDF တွေချင်းပြည်နယ်ဖလန်းမြို့သင်းကပြန်လာကြတဲ့ PDF တွေရခိုင်ပြည်နယ်အမ်းမြို့သင်းကပြန်လာကြတဲ့ PDF တွေရှမ်းမြောက်မှာတိုက်ပွဲဝင်ပြီးပြန်လာကြတဲ့ PDF တွေကို ပြည်သူတွေကရင်နဲ့အမျှဘလို့တွေကြိုခဲ့ကြတယ်ဆိုတာအလုံးမြင်တွေ့ကြပြီးဖြစ်ပါလိမ့်မယ်။နောက်ပြီးကရားမှာစည်ရေးလေ့ကျင့်နေကြတဲ့ PDF တွေအညာမှာစည်ရေးဖွဲ့နေတဲ့ PDF တွေ AR မှာပါဝင်နေတဲ့ PDF တွေတောင်ပိုင်းမှာတိုက်ပွဲဝင်နေကြတဲ့ PDF တွေစားတဲ့စားတဲ့ PDF တွေကသာကျွန်တော်တို့မြန်မာပြည်သူတွေအတွက်တကယ်အဆင်မှန်မျှော်လင့်ကြပါနိုင်ငံတကာထက် KYE KNU တို့ကပို့ပြီးတော့ကျေးဇူးကြီးပါတယ်။နောက်ထပ်ပို့ပြီးတော့ကျေးဇူးကြီးစရာက UNG ဇိုးရရဲ့အခွန်ခောက်ခံနိုင်မှုလို့ဆိုရပါလိမ့်မယ်။ ထောက်ပို့တွေပို့တပြေးပြေးနဲ့လက်ပန်းတွေကျလာနေပြီမလား။ဘာပဲပြောပြောအန်ယူဂျီဆိုရကောက်ခံရရှိခဲ့တဲ့ခွန်ငွေဟာကျန်းငွေ480ဘီလီယံဝန်းကျင်ရရှိခဲ့တာဆိုတော့ရှင်းဆက်အားတက်စရာတွေကြီးဖြစ်လာတော့မှာပါ။နေကုန်းချုပ်ရရင်အန်ယူဂျီဝန်ကြီးဦးကျော်မိုးထွန်းခမနိုင်ငံတကာကိုတင်ပြအလုံးလို့ရှားရီတောင်အတမတက်နေလာပြီပေါ့။အဲမေယိုးနိုင်ငံတကာကတော့လွန်ခဲ့တဲ့လင်းနေကအတိုင်းရှေ့ကိုတက်မလာဘူး။အခုချိန်ထိစိုးပဲစိုးရိမ်နေတော့ ਨੇ ငါတို့ကတော့ဘောပဲဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလို့အဆုံးတီနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါတဲ့ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။